gan apáin san á rochanró a bíú eéis is gada chas gan é bíúráchanú bhna Freptí da béchanú MD cátíide nanne tíide téta a néchanú sinna me i bíom mai separa so a sin chaarrunga gachanú ga airistíide ótóna aristíide ótóna tú má categorica déta mína má téta a cú bpára Sa tíma MD cá má ajaró chanú i mína mátíidir i meí pára ဆိုတော့အဲ့ဒါနဲ့လောက်ပြီးတော့ကျွန်တော်တို့ data wrap လောက်ပြီးတော့ graph တွေကိုကြည့်တော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘာလို့ wrap data လောက်ရလဲဆိုတော့ကျွန်တော်တို့ကဒီဟာကကျွန်တော်တို့ပုံမှန်ဆိုရင်ကျွန်တော်တို့ graph တစ်ခုထဲမှာကိုပဲ categorical data တွေအများကြီးစုပုံပြီးတော့ကျွန်တော်တို့ဒါပေါ့နော် filter narrow down လုပ်တယ်အကြောင်းတွေနဲ့ပြတယ်ပုံစံတွေနဲ့ပြတယ် ဒါပေမဲ့ကျွန်တော်တို့ category get data အမည်နာမ data တွေတနည်းရထဲမှာအရင်ကြီးများလာမယ်ဆိုရင် graph ကသူကပြုတ်သိပ်သွားတဲ့လိုမျိုးဖြစ်သွားမယ်ဆိုတော့ဒီလိုပြုတ်သိပ်ထားပြုတ်သိပ်တဲ့ဟာကိုကျွန်တော်တို့ပဲရှင်းရှင်းလင်းလင်းတွေးရအောင် graph အသေးလေးတွေအများကြီးဆွဲထုတ်လိုက်တာအဲ့လိုမျိုးပုံစံမျိုးဖြစ်တယ်ဆိုတော့ဒီကနေ့ကကျွန်တော်တို့ဒီ wrap data ကိုပဲကျွန်တော်တို့က empty car နဲ့တိဆောက်သွားမှာ ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ ပုံတိဖာမှာဖြစ်တော့တဲ့ကြောင့်ကျွန်တော်တို့ပုံကြီးကိုနှိပ်မယ်။ပြောတော့တဲ့ခါကျရင်ဒီမှာကျွန်တော်တို့ကဒီနေ့ example data နဲ့ပြုလုပ်မယ်။ဆိုတော့ဒါလေးကိုရွှေ့လိုက်မယ်။ပြောတဲ့ခါကျရင်ကျွန်တော်တို့ရဲ့ data က empty car နဲ့လုပ်မယ်။ကျွန်တော်တို့ action ပိုင်းမှာ iris data နဲ့လုပ်ပြီးသွားပြီ။ဆိုတော့ iris data နဲ့လုပ်တာလွယ်တယ်။ဆိုတော့ဒီဟာက data နည်းနည်း column name များတယ်။ဆိုတော့ကျွန်တော်တို့ဒီမှာပါဝင်ထည့်မလဲ။ဆိုရင်ကျွန်တော်တို့ ပါနော်ကျွန်တော်တို့အမိုင်းပါကလန်မိုင်းပါကလန်ဘယ်လောက်မှာကျွန်တော်တို့ကကားရဲ့ weight ဘယ်လောက်ရှိနိုင်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့မိုင်းပါကလန်ပြောင်းလဲမှုပုံမှာမူတည်ပြီးတော့ကားရဲ့ weight ကိုကျွန်တော်တို့ကြည့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ x မှာ mpg ကိုထားတယ်ကျွန်တော်တို့ y မှာကျွန်တော်တို့ဒါ weight ကိုထားမယ်ဆိုတော့ ဒါကကုထားတဲ့ shutdown နဲ့ပဲဆိုင်တယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ဒီမှာ weight ပြောင်းလဲတဲ့ပုံမှန်မှုတည်ပြီးတော့ mind bar ကလည်းဘယ်လောက်ရလဲဆိုတော့သိချင်တယ်ဆိုရင်ကျွန်တော်တို့ပြောင်းလဲမဲ့ဟာအတွက်ကိုကျွန်တော်တို့ x win ရောမှာ weight ထားမယ်ပြီးတော့အဲ့ခါကျတော့ကျွန်တော်တို့ mind bar ကလည်းကိုစိတ်ဝင်စားတဲ့ဟာထားလိုက်မယ်ဆိုတော့ပြီးတော့တဲ့ခါကျရင်ဒါကျွန်တော်တို့ run လိုက်မယ်တစ်ချက် run ကြည့်လိုက်မယ် ဒီမှာဆိုရင်ပုံထွက်လာပြီပဲဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဘောနော်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့က wrap data လောက်มาဖြစ်တယ်ဆိုတော့ကျွန်တော်တို့ wrap data လောက်မယ်ဆိုတော့ဆိုတော့ကျွန်တော်တို့ဒီ app ကိုသွားမယ်ဒီမှာ wrap data data များအားတပြိုင်နက်တည်းစုပြီးတော့ကြည့်ချင်းဆိုတော့ဒီဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီနေ့ပိုင်းကကျွန်တော်တို့ wrapping data ပေါ့နော်ဒီဟာလေးကိုတွားမယ်ဆိုတော့ပြောတော့တဲ့ခါကျရင်ဒီမှာကျွန်တော်တို့ ဒီမှာပေါ့နော်ကျွန်တော်တို့ wrap လုပ်လို့ရတဲ့ column name ၅ခုရှိတယ်ဆိုတော့ဒီမှာဆိုရင် cylinder cylinder ကပါလဲဆိုရင်ကျွန်တော်တို့ကားမှာကား engine မှာပါတဲ့ cylinder ၄လုံးလား၆လုံးလား၈လုံးလားအဲ့လိုလိုမျိုးဟာတွေကိုစုလို့ခြင်းဖြစ်တယ်ပြောရတဲ့ခါကျတော့ကျွန်တော်တို့ကဒါ VS VS ဆိုတာကကျွန်တော်တို့ engine ပေါ့နော်ကျွန်တော်တို့ဟို V shape engine ဟုတ်လားမဟုတ်ဘူးလား V shape engine ဆိုရင်ဒါဆိုရင်ဒီ data မှာဆိုရင် ကျွန်တော်တို့က v shape engine ဖြစ်တဲ့ဆိုရင်သူက0နဲ့ပြတယ်ပြောတော့တဲ့ခါကျရင် ကျွန်တော်တို့က v shape engine မဟုတ်ဘူး juju ပေါ့နော် v shape မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ inline inline ပေါ့နော်တပြောင်တန်းတယ်အဲဆိုတော့အဲ့ဒီ engine မျိုးဖြစ်တဲ့ဆိုရင်ကျွန်တော်တို့က number 1နဲ့ပြတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တတိထားရမှာက0နဲ့1နဲ့ကအာအကိန်းငန်းဆိုင်ရာ data မဟုတ်ဘူး0နဲ့1ဆိုတော့ဒီဟာက ဟုတ်ခြင်းမဟုတ်ခြင်းကိုဆိုလိုခြင်းဖြစ်တယ်ဆိုတော့ဇီရိုနဲ့1နဲ့ပေါင်းလိုက်လို့ကျွန်တော်တို့1ဖြစ်မသွားဘူးဖြစ်တဲ့အတွက်ကြောင့်သူကကိန်းကနန်းဆိုင်ရာဒေတာမဟုတ်ဘူးသူကအာအမည်နာမဒေတာလိုမျိုးဖြစ်တယ်ပြောတော်တဲ့ခါကျတော့ဒီမှာက AM AM ဆိုတာက auto လား manual လားဆိုတော့ကျွန်တော်တို့ရဲ့ဒီဒေတာမှာဆိုရင်ကျွန်တော်တို့0က 0ဆိုရင် ကျွန်တော်တို့ကအဲ့ဒါ automatic auto gear လို့ခေါ်တယ်ပြီးတော့လည်းခါကြတော့ကျွန်တော်တို့ transmission ပေါ့နော် ပြီးတော့ဒါ m ဆိုရင်ကျွန်တော်တို့က manual transmission လို့ခေါ်တယ်ပြီးတော့လည်းခါကြတော့ဒီ gear gear ကကြတော့ကျွန်တော်တို့ gear ဘယ်နှချက်ရှိလဲ gear 6ချက်9ချက်10ချက်4ချက်အဲ့လိုမျိုးဆိုလိုခြင်းဖြစ်တယ်ပြောတော့တဲ့ခါကြတော့ဒီမှာ calf ကကြတော့သူက carburetor carburetor ဖြစ်တယ် ဆိုတော့အဲဒီမှာဆိုရင် ကျွန်တော်တို့ဒီနေ့အပိုင်းမှာကျွန်တော်တို့ဘာနဲ့ wrap လုပ်မလဲဆိုရင် cylinder နဲ့ thread လုပ်ကြည့်မယ်ဆိုတော့ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ဒီဟာပုံလေးကို run လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ cylinder နဲ့ခွဲပြီးသွားပြီဆိုရင်ဒီလိုမျိုးလေးထွက်လာမယ်ဆိုတော့ဒီဟာကဘာလို့ဆိုလို့ချင်းဖြစ်လဲဆိုရင်ဒီမှာကျွန်တော်တို့ကဒါက အပေါ်မှာ4 6 8ဒီဟာတွေကဆလင်ဒါကျွန်တော်တို့ဆလင်ဒါနဲ့ခွဲလိုက်တယ်ကျွန်တော်တို့ graph တစ်ခုထဲကနေပြီးတော့အဲ့ဒီ wrap data မှာကျွန်တော်တို့ဆလင်ဒါဆိုတဲ့ဟာကိုဒီလိုဆလင်ဒါဆိုတဲ့ဟာကိုထည့်လိုက်တဲ့ချိန်မှာ graph တစ်ခုထဲကနေပြီးတော့သူကတီးတက်ဒီမျိုးကျွန်တော်တို့ခွဲထွက်သွားပြီဖြစ်ပါတယ်ဆိုတော့ဒါကဆလင်ဒါ4 6 8ဒီမှာဆိုရင်တွေ့ရှိရတိုင်းပဲဒီပုံအနေနဲ့ကျွန်တော်တို့ပါတုံးတက်လို့ရမလဲဆိုရင်ဒီမှာဆိုရင် ကျွန်တော်တို့ ကားပေါ့နော်ကားရဲ့ weight x wing ရောကနေကြည့်မယ်ဆိုရင် ကားရဲ့ weight နည်းတဲ့ကားပေါ့နော် weight လေးချိန်နည်းတဲ့ကားကကျွန်တော်တို့ mpg မိုင်းပါကလန်ရတာများတာကိုသူရှိရတယ်ပြီးတော့တဲ့ခါကျတော့သူကအဲ့ဒီကားတွေက cylinder ၄လုံးနဲ့ကားတွေဖြစ်တယ် cylinder ၄လုံးနဲ့ကားတွေဖြစ်တယ်ဆိုတော့ဒီမှာစမ်းကျင်ဘက်အဖြစ်ကျွန်တော်တို့ကြည့်မယ်ဆိုရင် weight လေးတဲ့ကားတွေပေါ့နော်ဒီမှာဆိုရင် weight အလေးချိန်စီးတဲ့ကားတွေ weight အလေးချိန်စီးတဲ့ကားတွေနေရာမှာက ကျွန်တော်တို့က cylinder က၈လုံးရှိတယ် cylinder ၈လုံးရှိတယ်ပြီးတော့တစ်ခါကျတော့သူရတဲ့မိုင်ပါကားလန်ကလည်းကျွန်တော်တို့၁၀မိုင်ကနေပြီးတော့အများဆုံးမိုင်20လောက်ထိပဲရတာကိုသူရှိရတယ်ဆိုတော့ဒီအနေထားမှာကျွန်တော်တို့က data က 2D 2 dimension ဖြစ်တဲ့ weight ပါတယ်ဒီမှာ mpg ပါတယ်ပြီးရတဲ့ခါကျတော့ကျွန်တော်တို့ wrap data ပေါ့နော် cylinder နဲ့ကျွန်တော်တို့ခွဲလိုက်တယ် cylinder 4လုံး6လုံး8လုံးပြီးရတဲ့ခါကျတော့နောက်တစ်ခု ကျွန်တော်တို့ထပ်ထည့်မယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ထည့်မယ်ကျွန်တော်ပါထည့်မှာလဲဆိုရင် ကျွန်တော်တို့အမည်နာမ data တစ်ခုပေါ့နော်ကျွန်တော်တို့အမည်နာမ data တစ်ခုထည့်ကြည့်မယ်အဲ့ဒီမှာကျွန်တော်တို့ပါထည့်မှာလဲဆိုရင်ကျွန်တော်တို့ am ကိုထည့်မယ် am ဆိုတာကျွန်တော်တို့ auto လား manual လား transmission ဆိုတဲ့ဟာ auto transmission လား manual transmission လားဆိုတော့ auto ဆိုရင် ကျွန်တော်တို့ကသူက0နဲ့ပြတယ်အဲကျွန်တော်တို့ manual ဆိုရင်သူက1နဲ့ပြတယ်ဆိုတော့ဒီဟာဆိုရင်ကျွန်တော်တို့ဒီပုံလေးကိုပြန်လို့ run လိုက်မယ်ဒီမှာဆိုရင်ဒါဒီမှာသူရှယ်တိုင်းပဲကျွန်တော်တို့ဒီမှာ am ထည့်လိုက်ပြီဆိုတော့0ဆိုရင်0က0တန်ဖိုးက auto transmission နေဖြစ်တယ်ဆိုတော့ဒီမှာထပ်ပြီးတော့ question စိတ်ဖြာကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ graph တုံးခုက cylinder 4လုံး6လုံး7လုံးရှိတယ်ပြောရတဲ့အခါကျ weight အနေနဲ့ကြည့်မယ်ဆိုရင် weight နည်းတဲ့ကားတွေက mpg ရတာများတယ်ပြောတော့ color အနေနဲ့ထပ်ခွဲမယ်ဆိုရင်ဒီ weight နည်းတဲ့ကားတွေ mpg ရတာများတယ် ဆိုတဲ့အထဲမှာမှကျွန်တော်တို့ကအော်တိုပေါ့နော်ဒီဒီအယောင်လေးကကျွန်တော်တို့ဒီအဝါရမဟုတ်တဲ့အယောင်လေး0ကကျွန်တော်တို့ကအော်တိုဖြစ်တယ်ဒီ3ခုကအော်တိုဖြစ်တယ်အဝါရောင်လေးကတော့ကျွန်တော်တို့ manual ဖြစ်တယ်ဆိုတော့ weight နဲ့တယ် mpg ရတာများတယ်အဲဆိုရင်ကျွန်တော်တို့ weight နဲ့တဲ့ကား MPG ရတာများတယ်စလင်ဒါ၄လုံးနဲ့ကားပေါ့ဆိုတော့ ဒီစလင်ဒါလေးလုံးနဲ့ကားမှာမှကျွန်တော်တို့က auto နဲ့ manual နဲ့ဘယ်ဟာကရများလဲဆိုရင် ကျွန်တော်တို့ဒီဟာရဆိုရင် ကျွန်တော်တို့ AN1 ပေါ့နော်ဒီဟာ1 AN1 one ဆိုတာကဒီ data မှာဘာကိုပြောတာလဲဆိုရင် manual transmission ကိုပြောခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့စလင်ဒါဒါဆိုဘယ်လိုဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့စလင်ဒါ၄လုံးကားမှာ weight အနည်းဆုံးစလင်ဒါ၄လုံးကားနဲ့ weight အနည်းဆုံး ဖြစ်တဲ့ကားတွေမှာပြီးတော့ဖြစ်တဲ့ကားတွေမှာအာကျွန်တော်တို့ manual transmission နဲ့ဟာက ကျွန်တော်တို့မိုင်းပါကလည်းအများဆုံးရတယ်မိုင်းပါကလည်းအများဆုံးရတယ်ကျွန်တော်တို့ automatic ပေါ့နော်ဒီမှာ zero zero automatic မှာကတော့ကျွန်တော်တို့တခြား cylinder 6လုံး8လုံးကားတွေနဲ့ရှင်လိုက်ရင်တော့ရများတာတော့ရှိတယ်ဒါပေမဲ့ manual လောက်တော့ရမှာမများဘူး ဆိုတော့ကျွန်တော်တို့စနေနာလေးလုံးကားမှာပေါ့နော်ပြီးတော့တဲ့ခါကျရင်ဒီမှာကျွန်တော်တို့ထူးဆန်းတာတစ်ခုသူရှိရတယ်ကျွန်တော်တို့ဝိတ်နေတဲ့ကစလင်ဒါလေးလုံးကားနဲ့ဝိတ်နေတဲ့ကားမှာကျွန်တော်တို့ဒီမှာဆိုရင် manual transmission ပေါ့နော်အဝါရောင်လေးတွေ manual transmission ကမှိုင်းပါကလည်းရများတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီမှာ weight နည်းနည်း weight အလေးချိန်စီးတဲ့ကားတွေ လေးကြိမ်စီးတဲ့ကားပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ဒီမှာစလင်ဒါ၈လုံးနဲ့ကားမှာကတော့ကျွန်တော်တို့တခြားစလင်ဒါ၄လုံး၆လုံးနဲ့ရှင်မယ်ဆိုရင်တော့သူကသူကတော့ကျွန်တော်တို့ရတဲ့မိုင်းပါကလည်းတော့နည်းတယ်ဒါပေမဲ့ကျွန်တော်တို့စလင်ဒါ၈လုံးအသွင်းမှာပဲကျွန်တော်တို့ဒီစလင်ဒါ၄လုံးနဲ့၈လုံးနဲ့ရှင်ကြည့်လိုက်မှာကျွန်တော်တို့ transmission ပေါ့နော် transmission နဲ့ mind bar ကလန်ကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင် ဒီမှာဆလင်နာလေးလုံးကားမှာ AN1 ပေါ့နော် AN1 ဆိုတာက ကျွန်တော်တို့က manual transmission ဖြစ်တယ် manual ကားတွေဖြစ်တယ်ဆိုတော့ manual ကားမိုင်းပါကလည်းရများတော့သူရှိရတယ်ဆလင်နာလေးလုံးမှာဆိုတော့ကျွန်တော်တို့ဆလင်နာ၈လုံးမှာကကြတော့ကျွန်တော်တို့ manual ကားတွေကမိုင်းပါကလည်းရနေတော့သူရှိရတယ်တခြားကျွန်တော်တို့ auto နဲ့ရှင်မယ်ဆိုရင်ဒီမှာဒီအနီလိုလို့ အပန်းခရမ်းရောင်လိုလိုဟာက ကျွန်တော်တို့အော်တိုဖြစ်တယ်ဆိုတော့ဆလန်ဒါ၈လုံးမှာကကျွန်တော်တို့ဘောနော်အော်တို transmission ကအော်တို transmission က manual ထက်ပိုပြီးတော့ main bar ကလည်းရများတော့သူရှိရတယ်ဆိုတော့ဘယ်လောက်ထိပိုမှာလဲဘယ်လောက်ထိပိုမှာလဲဆိုရင်ကျွန်တော်တို့ကဒီမှာ15 main bar ကလည်းနေတော့ဒီလောက်လောက်ဆိုရင်ကျွန်တော်တို့16 3မိုင်လောက်กว่าမယ်ဒါပေမဲ့ကျွန်တော်တို့နောက်တနည်းအားဖြင့်လည်းပြောလို့ရတယ်နောက်တနည်းအားဖြင့်လည်းပြောလို့ရတယ်ဘာပြောလို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာ manual ပေါ့เนาะဒီကျွန်တော်တို့ cylinder 6လုံးကားမှာ weight အလေးချိန်များတဲ့နေရာပေါ့เนาะအလေးချိန်များတဲ့ကား cylinder 6လုံးမှာကျွန်တော်တို့1 manual ကားရဲ့မိုင်းပါကားလမ်းရတဲ့နှုန်းကကျွန်တော်တို့ 15မိုင်ပါကလန်16လောက်ရတယ်15 16လောက်ရတယ်အရန်ကြီးအော်တိုလိုလိုမျိုးမနေဘူးအရန်ကြီးအော်တိုလိုလိုမျိုးမနေဘူးဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့အော်တိုနီယာဖြစ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့မန်နျူဝယ်ကားထက်ဒီဆလင်ဒါ၈လုံးနေရာမှာမန်နျူဝယ်ကားထက်လည်းကျွန်တော်တို့မိုင်ပါကလန်ရများတော့သူရှိရတယ်လို့မန်နျူဝယ်ကားထက်လည်းမိုင်ပါကလန်ရနေတော့သူရှိရတယ်ဆိုတော့ ကျွန်တော်တို့မိုင်းပါကရအများကြီးလိုချင်တယ်ဆိုရင်တော့ဒီနေရာမှာကားညိမ့်တာမညိမ့်တာကျွန်တော်တို့မခွဲထားသေးဘူးကျွန်တော်တို့မိုင်းပါကရအများကြီးလိုချင်တယ်ဆိုရင်တော့ဒီမှာပါက ထောက်ပြနေတာလေဆိုရင် ကျွန်တော်တို့ manual transmission ပေါ့နော်ဒီမှာအများဆုံးရတဲ့ဟာတွေကပါတယ်လေဆိုရင် manual transmission manual car နဲ့ပြောတော့တဲ့ခါကျတော့ကျွန်တော်တို့အလေးချိန်ပေါ်တဲ့ကားစလင်ဒါလေးလုံးနဲ့ကားအဲ့ဒါဆိုရင်ကျွန်တော်တို့မိုင်းပါကရရတာများမယ် ပြောတော့ခါကြတော့မိုင်းပါကားလန်ရတာနဲမဲဆိုတဲ့ကားဝလူချင်းနေဆိုရင်ကျွန်တော်တို့ကဒီမှာအလေးချိန်စီးတဲ့ကားစလင်နာရှစ်လုံးပြောတော့ခါကြတော့သူကအော်တိုကားအော်တိုကားဖြစ်တယ်ဆိုတော့ဒါကကျွန်တော်တို့ပေါ့နော်ဒါ3 dimension 3 dimension ကိုမှကျွန်တော်တို့စလင်နာနဲ့ frap လောက်ထားတယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ထပ်ထည့်မယ်နောက်တစ်ခုဆိုတော့ကျွန်တော်တို့ဒီလိုလိုမျိုးတိဆောက်နေတဲ့ scatter charge ပေါ့နော်ဒီ scatter charge တွေကိုကျွန်တော်တို့တိဆောက်နေလမ်းညွှန်နေတကွာ tutorial နဲ့တကွာကျွန်တော်တို့လွတ်လပ်ကူကူဖုံကနေပြီးတော့တိဆောက်နိုင်တယ်လို့ကျွန်တော်တို့ကို service app မှာဆိုရင်လည်းကျွန်တော်တို့ဟိုပေါ့နော်ကိုယ်တိုင်ကိုယ်ကျမတိဆောက်ချင်ဘူးကျွန်တော်တို့ကို service app မှာဆိုရင်လည်းကျွန်တော်တို့ဒီ scatter charge application ကိုကျွန်တော်တို့ static block ပုံတီတိဆောက်ခြင်းမှာကျွန်တော်ပုံနှစ်ပုံ900ကျပ်နှုန်းပုံအတီ9ပုံ1000ကျပ်နှုန်းနဲ့ကျွန်တော်တို့ကနာက ပြထားတဲ့ dynamic plot ပေါ့နော်ကျွန်တော်တို့ဟို highlight တွေပေးတယ်ကျွန်တော်တို့လိုတလို search လို့ရတယ်ဆိုတော့ပုံအတွက်ကိုကျွန်တော်တို့ပုံရှင်တစ်ပုံ900ကျက်နဲ့ပုံရှင်3ပုံ1000ကျက်နှုန်းနဲ့ကျွန်တော်တို့ဝန်ဆောင်မှုပေးရရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဟာကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ဒီ YouTube comment Facebook messenger ကနေပြီးတော့ wh education ကနေတော့ဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ဒီ gmail wh education@gmail.com ကနေပြီးတော့လည်းမြန်မာဘာသာဖြစ်ဖြစ်အင်္ဂလိပ်ဘာသာဖြစ်ဖြစ် email ဆောင်ရွက်လို့တော့ data နဲ့အတူပေးပို့ပြီးတော့ကျွန်တော်တို့ service အနိုင်ပါတယ်ခုကျွန်တော်တို့ပါထည့်လို့ရမယ်ဆိုရင် ကျွန်တော်တို့ဒီမှာ categorical data မှာပဲကျွန်တော်တို့ဒီမှာ v ဆိုတဲ့ဟာလေးကိုထည့်မယ် ်အဲဒါလေး run လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ v ဆိုတဲ့ဟာလေးထည့်လိုက်ပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့ color လေးကနည်းနည်းဟိုတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟောနော်ကျွန်တော်တို့ဒီ background လေး background လေးနဲ့အကြောင်းလေးကိုကျွန်တော်တို့ပြောင်းလိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ black and white လုပ်လိုက်မယ်ပလော့ရဲ့ background ကို ပြောတော့တဲ့ခါကျတော့အကြောင်းလေးကိုတော့ကျွန်တော်တို့နည်းနည်းအကြောင်းရင်းတဲ့ဟာလေးရွှေ့လိုက်မယ်ဆိုတော့ကျွန်တော်တို့ red blue ပေါ့နော်အဲ့ဒီဟာလေးကိုရွှေ့လိုက်မယ် rtb rtbu ရွှေ့လိုက်မယ် you and ta ကျွန်တော်တို့ပြန် run လိုက်မယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ VS ကိုထပ်ထည့်လိုက်ပြီဆိုတော့ ဒါကျွန်တော်တို့နောက်ထပ်စဉ်းစားဆုံးဖြတ်ရမယ့်ဟာတစ်ခုထပ်တိုးလာပြီးပဲဖြစ်တယ်ဆိုတော့ VS ဆိုတာပါလေကျွန်တော်တို့ဒီ data အရဆိုရင် VS ကကျွန်တော်တို့ V shape engine ဟုတ်လားမဟုတ်ဘူးလား V shape engine ဖြစ်တယ်ဆိုရင်သူကဒီ empty car data အရဆိုရင်သူက V shape engine ဖြစ်တယ်ဆိုရင်သူက0နဲ့ပြတယ် V shape engine မဟုတ်ဘူးဆိုရင် UU inline ဆိုရင်သူက1နဲ့ပြတယ်ဆိုတော့ ဒီမှာဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခုထပ်မံခွဲခြားရတိရှိနိုင်တာကဒီမှာကျွန်တော်တို့ခုနကပုံမှာကျွန်တော်တို့ကဘာဆုံးပြတ်ချက်ချထားလဲဘာကောက်ချက်ချလို့ရထားလဲဆိုတော့ weight နဲ့တဲ့ကားတွေကစလင်ဒါ၄လုံးနဲ့ကားပြောတော်တဲ့ခါကျတော့ကျွန်တော်တို့က manual ကား manual ကကျွန်တော်တို့ပို့ပြီးတော့အော် mind bag လည်းရများတယ်ဆိုတော့ဒီအနေထားမှာကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့ အဲ့ဒီ manual ကားမှာမှကျွန်တော်တို့ကဒီမှာဒီပုံစံနှစ်ခုနဲ့ခွဲတယ် VS VS1 ဒီက3ကန်လေးနဲ့1ဆိုတာက V shape engine မဟုတ်ဘူးဆိုတော့ V shape engine မဟုတ်တဲ့ကားတွေက main bar ကလည်းရများတော့သူရှိရတယ်ဆိုတော့ V shape engine ဒီမှာဆိုရင်တစ်ခုက V shape engine ဟုတ်တယ် ဆိုတော့ဒါ0ဖြစ်တယ် v vs 0ဆိုတာက v shape engine ဖြစ်တယ်ဒီမှာတစ်ခုလေးပဲရှိတယ်ဆိုတော့ကျွန်တော်တို့ v shape engine တော်တော်များများကို အများစုကိုဘယ်မှာတွေ့ရှိရလဲဆိုရင် ကျွန်တော်တို့ cylinder ၈လုံးကားဒီမှာအများဆုံးတွေ့ရှိရတယ် cylinder ၈လုံးကားမှာအများဆုံးတွေ့ရှိရတယ်ကျွန်တော်တို့ weight စီးတဲ့ကား cylinder ၈လုံးကားမှာအများဆုံးတွေ့ရှိရတယ်ဆိုတော့ဒီမှာဆိုရင်ဒီ VS စီရိုဒီပုံစံလေးကပုံစံအနေထားရကြည့်မယ်ဆိုရင်ဒီဟာတွေအကုန်လုံးကဒီချဲမှာရှိတဲ့ဟာတွေအကုန်လုံးကဒါက V shape engine တွေဖြစ်တယ်ဆိုတော့ပြီးတော့သူက auto လား manual လားဆိုတော့ကျွန်တော်တို့ဒီအနီရောင်လိုမျိုးဟာလေးကကျွန်တော်တို့ဒါ auto ဖြစ်တယ်ဆိုတော့ဒီမှာဆိုရင် ကျွန်တော်တို့ဒီကားကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကားအားက အော်တိုကပို့ပြီးတော့အော်တိုကမိုင်းပါကလည်းရှာတာပို့များတာကိုတွေ့ရှိရတယ်ဆိုတော့ဒီမှာဆိုရင်ဒါနောက်ဆုံးအရင်ပုံနဲ့ထူးခြားပြီးတော့ကျွန်တော်တို့ပါကောက်ချက်ချလို့ရမယ်ဆိုရင် ကျွန်တော်တို့မိုင်းပါကလည်းအများဆုံးရတဲ့ကားတွေကဒီမှာဆိုရင်စလင်ဒါလေးလုံး weight နည်းတဲ့ကားအဝိတ်နေတဲ့ကပြောတော်တဲ့ခါကျရင် ကျွန်တော်တို့ကဒီမှာ v shape engine မဟုတ်ဘူး one ကျွန်တော်တို့သတိကံကြောင်းမြန်နေ inline engine တွေဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့ inline engine လို့ခေါ်တယ်ဆိုတော့ mind bar ကလည်းရများတဲ့ကောင်တွေက inline engine inline engine တွေဖြစ်တယ်ပြောရတဲ့ခါကျတော့သူကအပြာရောင်လေးဆိုတော့အပြာရောင်ဆိုတော့ဒါက manual transmission ဖြစ်တယ် manual transmission ဖြစ်တယ် weight နဲ့တယ် ဆိုတော့ cylinder လေးလုံးနဲ့ကားတွေဖြစ်တယ်ဆိုတော့ဒါကကျွန်တော်တို့ data ကပေါ့နော် data perspective ကကျွန်တော်တို့ဒါ four dimension ဖြစ်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာ x wing ရရှိတယ် y wing ရရှိတယ်ပြီးတော့လည်းခါကျတော့ကျွန်တော်တို့ဒီမှာပုံကိုကျွန်တော်တို့ cylinder နဲ့အုပ်စုခွဲလိုက်တယ်အုပ်စုခွဲလိုက်တဲ့အထဲမှာမှာကျွန်တော်တို့ကအာ v shape engine ဟုတ်လားမဟုတ်ဘူးလားဆိုတဲ့ဟာနဲ့ခွဲတယ်ထက်ခွဲတယ်ပြီးတော့လည်းခါကျတော့ဒါပုံစံအားဖြင့်ပေါ့နော် ြောတဲ့ခါကျတော့အကြောင်းအားဖြင့်ကျွန်တော်တို့ကဒီမှာအာအော်တိုလာမနျူရယ်လာဆိုတဲ့ဟာကိုထပ်ခွဲတယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ထပ်ထည့်လို့ရတယ်နောက်တစ်ခုကျွန်တော်တို့ဘာနော်ကျွန်တော်တို့ပါထည့်မလဲဆိုရင်ကျွန်တော်တို့ကိန်းငွေနဲ့ဆိုင်ရာဒေတာပေါ့နော်ကိန်းငွေနဲ့ဆိုင်ရာဒေတာကျွန်တော်တို့ထည့်ကြည့်မယ်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ပါထည့်ကောင်းမလဲဆိုရင်ဒီမှာကျွန်တော်တို့ horse power လေးထည့်လိုက်မယ် horse power လေးထည့်လိုက်မယ်ဆိုတော့ ပြောတဲ့ခါကျရင်ဒီမှာဒါကျွန်တော်တို့ပြန်ရင်တော့ RAM ပဲဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာပုံကနောက်ထပ်ပုံစံတစ်ခုပြန်ပြောင်းသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ host power ကအကျွေးစားဖြစ်တယ်ကျွန်တော်တို့ host power ကနေစပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒီမှာကျွန်တော်တို့ ပေါ့နော်ငင်းကောင်းကြီးအားများတဲ့ကားတွေတော်တော်များများကအလေးချိန်စီးတဲ့ကားဆလင်နာရှစ်လုံးနဲ့ကားမှာတွေ့ရများတယ်ပြောတော်တဲ့ခါကျတော့အဲ့ဒီကားတွေကကျွန်တော်တို့ဒီမှာ ပုံစံအရပြောမယ်ဆိုရင် VS 0ဆိုတာကအာ0ဆိုတာကဒီလိုမျိုးဒီဆက်လုံးလေးပေါ့နော်အဝိုင်းလေးကကျွန်တော်တို့ v shape engine လေးဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒီဒီဟာတွေရ v shape engine လေးဖြစ်တယ် v shape engine လေးဖြစ်တယ် horsepower ကြီးတယ်ပြီးတော့တဲ့ခါကျတော့အနီရောင်အနီရောင်နေဆိုတော့သူက auto auto car တွေဖြစ်တယ်ပြီးတော့တဲ့ခါကျတော့ weight နေတဲ့ကားမှာလဲကျွန်တော်တို့ horsepower နည်းနည်းကြီးတဲ့ကားလေးသူရှိရတယ်ဒီမှာ30 horsepower နည်းနည်းကြီးတယ်ဒါပေမဲ့ကျွန်တော်တို့ မိုင်းဘာကလည်းရများတဲ့ကားက horse power နဲ့နည်းတဲ့ကားတွေကမိုင်းဘာကလည်းရများတော့တွေ့ရှိရတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒါဆိုရင် data perspective ကကျွန်တော်တို့ five dimension ဖြစ်သွားပြီဘာလို့ five dimension လဲကျွန်တော်တို့ x မှာတစ်ခု y မှာတစ်ခုပြီးတော့လည်းခါကြတော့ဒါကပုံစံပေါ့နော် ပုံစံပုံစံဆက်လုံးနဲ့ကျွန်တော်တို့ဒီမှာအာ square နဲ့ဒါကတစ်ခု၃ခု ဒါကအကြောင်း၄ခုဒါက host power ဒါ၅ခုဒီ၅ခုမှာမှကျွန်တော်တို့က cylinder နဲ့ကျွန်တော်တို့ထပ်ခွဲလိုက်တယ်ဆိုတော့ဒီပုံကို ကျွန်တော်တို့ကဒီပုံလေးရရှိသွားပြီဆိုတော့ဒါကကျွန်တော်တို့ data wrap ပေါ့နော် data wrap ဆိုတော့ဒီ data wrap ကိုကျွန်တော်တို့ကမထည့်ဘူးဆိုရင်ဘာဖြစ်သွားမလဲ ဆိုတော့ဒီ data wrap ကိုကျွန်တော်တို့ပြင်တော့ဖြုတ်လိုက်မယ်ဆိုတော့ဒါ wrapping လောက်ထားတဲ့ data ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ data wrap မပါဘူးကျွန်တော်တို့ပြင်တော့ဖြုတ်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ပုံက ပြုတ်သိပ်သွားပြီဖြစ်တယ်ဆိုတော့ကျွန်တော်တို့ data wrap ထည့်လိုက်ရင်ဒီဟာကိုကျွန်တော်တို့ပြန် ပြီးတော့ခွဲချမ်းစိတ်ဖြာတယ်လို့မျိုးကျွန်တော်တို့ကြည့်လို့ရမှာဖြစ်တယ်ဆိုတော့ဒီမှာဆိုရင် data wrap ဆိုတော့ခုနကကျွန်တော်တို့ဘာနဲ့လှုပ်ထားလဲဆိုတော့ကျွန်တော်တို့စလင်ဒါနဲ့လှုပ်ထားတယ်ဆိုတော့ဒီမှာဆိုရင်စလင်ဒါနဲ့ကျွန်တော်တို့ခုနကပုံလို့ထွက်အောင်ပြန်ရမ်းမယ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ခုနကပုံလိုမျိုးပြန်ရင်တော့ထွက်လာပြီဖြစ်တယ်ဆိုတော့ဒီ data wrap မှာကကျွန်တော်တို့ကပေါ့နော် ကျွန်တော်တို့ wrapping ကကျွန်တော်တို့တစ်ခုပဲထည့်လို့ရတယ် နှစ်ခု၃ခုထည့်လို့မရဘူး။ဒီမှာဆိုရင်ကျွန်တော်တို့အမြင်နာမ data တွေကအများကြီးပဲရှိတယ်။ဆိုတော့ကျွန်တော်တို့ထည့်ချင်တယ်ဆိုရင်တစ်ခုပဲထည့်လို့ရတယ်။ဆိုတော့ဒီမှာပေါ့နော်။ဆိုတော့ဒီမှာဆိုရင်ဒါ cylinder အဖြစ်ဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ gear gear အဖြစ်ကျွန်တော်တို့ထည့်ချင်တယ်ဆိုရင်ဒီဟာလေးကိုကျွေးလိုက်မယ်။ပြီးတော့လည်းခါကြရင်ဒီမှာကျွန်တော်တို့ဒါ render block လောက်လိုက်မယ်။ ဒီမှာဆိုရင်ဒါကျွန်တော်တို့သူရှေ့အတိုင်းပဲကျွန်တော်တို့ကြီးရနဲ့ခွဲလိုက်တဲ့အချိန်မှာ သူကဘာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ဒီမှာဟုတ်လားဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ weight weight နည်းတဲ့ကားတွေ weight နည်းတဲ့ကားတွေပြီးတော့တဲ့ခါကျတော့ကြီးရက၄ချက်ကြီးရက၄ချက်အဲ့ဒီကားတွေပြီးတော့တဲ့ခါကျတော့ VS သူကဒီမှာ3ခံလေ vertical engine မဟုတ်တဲ့ကားတွေက ပို့ပြီးတော့မိုင်းပါကလည်းရများတော့တွေ့ရှိရတယ်ဆိုတော့အဲ့လိုလိုမျိုးကျွန်တော်တို့ခွဲလို့ရတယ်ဒါပေမဲ့ဒီ wrapper wrapping data မှာတော့ကျွန်တော်တို့တစ်ခုပဲထည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့အများကြီးထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်တို့နောက်အပိုင်းမှာရှင်းလင်းမြောက်ပြီးတော့မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပုံကိုကျွန်တော်တို့ပြန်ပြီးတော့ဘောနော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ cylinder နဲ့ပဲကျွန်တော်တို့ပြန်ပြီးတော့လုပ်လိုက်မယ် ဒါဒီမှာဒါ run လိုက်မယ်ပြောတော့တဲ့ခါကျရင်ကျွန်တော်တို့ကအဲ့လိုလိုမျိုးအလျားလိုက်ပြိုင်မနေခြင်းဘူးကျွန်တော်တို့အပေါ်အောက်ပြိုင်အောင်လုပ်မယ်ဆိုရင်အဲ့ vertical thread လေးကိုလုပ်လိုက်မယ်ပြောတဲ့ခါကျတော့ဒီမှာဒါလေးကိုနှိပ်လိုက်မယ်မဆိုင်တိပုံလေးရရှိပါပဲဖြစ်တယ် ဆိုတော့ဒီအနေထားမှာ ကျွန်တော်တို့ကဘောနောတာကိုကျွန်တော်တို့ save ခြင်းနဲ့ဆိုရင် save ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ ပုံတီ download ဆိုတဲ့ဟာလေးကိုသွားမယ်လိုက်လိုက်မယ်ဒီမှာဆိုရင် static block လေးထွက်လာပြီဖြစ်တယ်ကျွန်တော်တို့မသွားသေးဘူးကျွန်တော်တို့နောက်နေကြရင်ကျွန်တော်တို့ဒီအဆင့်ကနေပြီးတော့ကျွန်တော်တို့ရှေ့ဆက်လောက်ချင်တယ် ဆိုရင် ကျွန်တော်တို့ကဒီ data ထည့်ထားတဲ့အတိုင်းကျွန်တော်တို့ပြင်ရင်တော့ရချင်တယ်ဆိုရင်ကျွန်တော်တို့အဆင့်များ QR code ဖြစ်သိမ်းပြီဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့နောက်နေ့ QR code ထည့်ရ run တဲ့အချိန်မှာဆိုရင်သူကဒီအဆင့်ကိုချက်ချင်းပြန်လည်ရောက်ရှိတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ပုံတွေကတော့အပြောင်းလဲရှိတယ်ပုံလေးဆိုတာကျွန်တော်တို့ဒီ shape တွေပေါ့နော် shape ကတော့အပြောင်းလဲရှိနိုင်တယ်တခြားဟာတွေကတော့တူတူပဲဖြစ်တယ် ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ပုံဒေါင်းလုဒ်လုပ်ပြီးွားပြီပုံဒေါင်းလုဒ်လုပ်ပြီးွားပြီပြီးတော့တဲ့ခါကျရင် ကျွန်တော်တို့ QR code လည်းဒေါင်းလုဒ်လုပ်ပြီးွားပြီပုံဒီဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ထွက်လိုက်မယ်ကျွန်တော်တို့ပုံကိုပြန်ရင်တော့တွက်ကြည့်မယ်မဆိုင် internet storage ထဲဝင်မယ်ကျွန်တော်တို့ static plot ပေါ့နော်ကျွန်တော်တို့ရဲ့ plot နာမည်က ဆိုတော့ဒီမှာဒီဟာလေးကိုနှိပ်လိုက်မယ်အဲဒီမှာသူရှိရတိုင်းပဲဒါကတော့ကျွန်တော်တို့ဒါတောင်းလို့လောက်ထားတဲ့ပုံဖြစ်တယ်ဆိုတော့ဒီဟာကကျွန်တော်တို့အရန်ကြီးအရန်ကြီးပြဲကားတယ်လို့ထင်တယ်ဆိုရင် ကျွန်တော်တို့ဒီမှာ download ဆိုတဲ့နေရာလေးမှာ ကျွန်တော်တို့ download ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ download page site ပေါ့နော် download page site ဆိုတဲ့ဟာလေးမှာကျွန်တော်တို့ 十月一月三，漂一家呢？